ပန်နဲ့ပန်လို့ကြောင်းပြောတဲ့အခါကျတော့ကိုးကန့်နေတောင်းဆိုချက်ကဘာပါလဲတဲ့နော်အဲ့ဒီအောင်မှာ comment လာရေးထားတဲ့သူတယောက်အဲ့ဒီ comment ပန်ရှင်အတွက်ကိုရည်စူးပြီးတော့အဲကျွန်တော်ကဒီ like ကလေးကိုခဏလွှင့်ပေးတာဖြစ်ပါတယ်ကိုးကန့်ဆိုတာကအထူးဒေတာတက်ပြနော်အထူးဒေတာတက် MNDA ပေါ့ ဲ့တော့ကိုကန့်နေကဘာတောင်းဆိုရသလဲဆိုတဲ့မေကုံးပိုင်ရှင်အတွက်ကိုကျွန်တော်ဖြည့်ပေးမှာဖြစ်ပါတယ်ခဏလေးပါနော်ကျွန်တော်ရှင်မှာစာအုပ်လေးတအုပ်ရှိတယ်တိလားဦးသိန်းညွတ်တင်ငန်းကျိုးမဲဆန္ဒနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွတ်ရဲ့လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့တဲ့ဥစ္စာတွေအဲ့ဒါတွေရောမသိကြင်ကြဘူးလားဟင်2010တုန်းကဦးသိန်းညွတ်ပြည်သူ့လွှတ်တော်မှာဘာတွေတင်ပြခဲ့သလဲ ဒါတွေရောမသိကြင်ကြဘူးလားအရေးကြီးတာလေးနောက်ကြကျွန်တော်ပြောပြမှာเนาะအဲ့တော့ကိုကန်းနေရဘာတောင်းဆိုထားသလဲအဲကျွန်တော်ရဲ့မှတ်စုစာအုပ်လေးเนาะမှတ်စုစာအုပ်လေးကိုကျွန်တော်လမ်းပါဖြစ်ပါတယ်ဟိုထဲမှာပါတီတွေကလာပြီးတော့မဲဆွဲတာလုတ်ခွင့်မရှိဘူးဆိုပြီးတော့ဝါကကြေညာထားတယ်เนาะအဲ့ဒါကိုကျွန်တော်ကဗီဒီယိုဖိုင်လေးနဲ့လိုက်လွှင့်ပြီးတော့နှိမ့်လိုက်ကျွန်တော်ပြောပြထားတယ်အဲ့ဒီမေကွန်အဲ့ဒီအောက်မှာ ကိုကန်ကဘာတောင်းဆိုထားသလဲဆိုတဲ့မေးခွန်းရှင်အတွက်ကိုကျွန်တော်ကပြောပြမှာဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်တို့ဒီလာရှိုးကိုကိုကန်နေ MND ရနတ်ဆကကိုပြန်ပေးလိုက်တယ်လေ။အเจ้าမဲ့ပေးတာတော့မဟုတ်ဘူးပေါ့ဟုတ်တယ်မလား။အပေးယူတော့ရှိတာပေါ့။အပေးယူတော့ရှိတာပေါ့။နော်။အဲ့တော့ဟိုပန်နဲ့ပန်လို့ကိစ္စနှိလျာပြောပြပါဘီ။ဒီထဲမှာလည်းပြန်ပါလာမယ်။ ဲ့တော့ကစားထာမှုဒုတိယဘူဒုတ်ကြီးနိုင်နိုင်ဦးနဲ့နော်အာရှရေးရအထုကိုယ်စားလဲတိတ်ရှိကျွမ်းတို့အဲ့လိုစကားဟိုကိုကနေနဲ့နော်စကားတွေပြောတဲ့ခါကျတော့အဲအချက်အပြည့်ကြည့်ရင်ခုနှစ်ချက် agree ယူခဲ့ကြတာပေါ့အဲ့ဒီ agreement လုပ်ပြီးတဲ့နောက်ပိုင်းမှာမှကျွန်တော်တို့လာရှုပ်ပြန်ပေးတာတို့စစ်တုပ်ပန်းတွေပြန်လွှတ်တာတို့အကုန်လုံးလုပ်ပေးလာတာပေါ့ဒါဆိုရင် နတ်ဆာကအစိုးရနဲ့ကိုးကန်းနဲ့ဘာတွေအပေးယူလုပ်ခဲ့တယ်လဲဒါကိုကျွန်တော်တို့မသိသေးတဲ့သူတွေကိုသိအောင်ကျွန်တော်ဝေမျှပေးမှာဖြစ်ပါတယ်နံပါတ်1ကမန္တလေးကနေပြီးတော့မူဆယ်ထီကိုအေးအိုတွေအားလုံးဆုတ်ပေးရမယ်တေချာကြည့်နော်မန္တလေးကနေပြီးတော့မူဆယ်ထီကို ဒီလက်နက်ကင် EAO တွေအကုန်လုံးစုပ်ပေးရမယ်နံပါတ်1ချက်နောက်တစ်ခါ TNL လေးကိုထိန်းချုပ်ဖို့ဝါကတာဝန်ယူရမယ်ဒါအရင်တော့ကသူတို့เนาะနောက်ဆုံး agreement ယူလိုက်တဲ့အချက်ပေါ့เนาะ TNL ကိုထိန်းချုပ်ဖို့ဝါကိုတာဝန်ပေးတယ်အဲ့ဒီအချိန်မှာ TNL လေးကကြောင်မဲကပါစုပ်ရမယ်ဆိုပြီးတော့ကမ္ဘာတော်ဘက်ကပြောတယ်เนาะ ဲ့တော့တီအန်အန်နေကကြံ့ကြံ့ခံပြီးတော့တိုက်တော့အခုတော့ရှုံးတာပေါ့နော်အဲ့တော့နောက်တစ်ခါလာရှိုးမပေးမပေးခင်တော့ဒါ agree ယူထားတဲ့ဥစ္စာကိုပြောတာနော်အဲ့တော့လာရှိုးနာဆာကပြန်မယူခင်မှာ agree ယူထားတာကိုပြောတာအဲ့တော့လာရှိုးပတ်ပတ်လည်မှာရှိတဲ့ PDF တွေတနက်တစ်ချက်ဖောက်ခွင့်မရှိဘူးအရင်တော့ကလာရှိုးက PDF တွေနဲ့ကိုကန်းတွေယူထားတာเนาะအဲ့တော့လာရှိုးကိုပြန်ပေးရမယ်နာဆာကကို လာရှူပပလည်းမှာရှိတဲ့ PDF တွေစစ်လုံးဝပေါ်ဆောင်ခွင့်မရှိဘူးအဲ့တော့လာရှူမျိုးကို ပြန်လဲတီထောင်ရေးလုပ်တဲ့အချိန်မှာအစိုးရယုံနေရှိတယ်အဲ့ဒီအစိုးရယုံနေပြန်လဲတီဆောက်ဖို့အဲ့ဒီလိုလုပ်နေတဲ့အချိန်မှာ MNDA နဲ့ဝကလုံခြုံရေးယူပေးရမယ်နော်ဒါနတ်စာကဘက်ကတောင်းဆိုတာ ဲ့တော့ဟိုဘက်ကကိုကဲဘက်ကဘာတောင်းဆိုသလဲကျွန်ကြည့်ကြည့်အောင်သူတို့ဝါနဲ့ကိုကန့်ကိုအမကန်ကျပေးရမယ်ဘာမကန်ကျပေးရမှာလဲဆိုတော့သာဝရငိမ့်ချံရေးအမခံကျပေးရမယ်ပြောချင်တာကတော့ကိုကန့်နယ်ကိုဝါကိုပိုင်ဦးကျော်ကိုရအတိုင်းကိုဒီနှစ်ခုကိုနှစ်ခုလုံးကိုကျတို့ကစစ်မှတ်ပေါ်ဆောင်အောင်မြတ်တမ်းမတော်အနေနဲ့ ဒါလည်းဖြစ်တာပဲနော်ကိုကန်ဒီလည်းပဲငကိုရီကကိုပိုင်အုပ်ချုပ်ကိုရဒေတာဝါဒီလည်းပဲကိုပိုင်အုပ်ချုပ်ကိုရတိုင်းဒါကနတ်ဆတ်ကလက်ခံလို့ရတယ်အဲ့ဒီအချိန်မှာလာရှုကိုပြန်လဲတိဆောက်ပြီးမှကိုကန်နေဝါတွေကထွက်ကမှာတိဆောက်တဲ့အချိန်မှာလုံကြုံရေးယူရမယ်နော်အဲ့ဒီလိုလုံကြုံရေးယူစားစဉ်မှာလာရှုမှာစင်မဖြစ်ဖို့တရုတ်ကြီးကနေပြီးတော့ညှိနှိုင်းမှုကောမဒီအဖြစ်စောင့်ကြည့်ဖို့ရုံးဖွင့်မိမယ် ရုံးဖွင့်ပြီးတော့စောင့်ကြည့်မယ်ပေါ့တရုတ်ကြီးကနေပြီးတော့အဲတရုတ်ကြီးကိစ္စနောက်မှလာမယ်နော်အဲ့တော့ဒါကလာရှိုးမှာပြန်မပေးခင်လာရှိုးနန်းစားကောက်ပြန်မပေးမှာ agreement အဲ့ဒီအချိန်မှာအရေးကြီးတာလာပြီဒီနာဇာကကဒီအောင်ပြန်လဲတိဆောက်တဲ့အချိန်မှာတိဆောက်လို့ပြီးသွားမှာဒီလာရှိုးမှာလုံချိုးယူပေးရတဲ့ဝါတွေအကုန်လုံးကမူဇယ်တိကိုပြန်ဆောက်ရမှာ နော်အဲ့တော့အရင်သူတို့ကဒီတစ်ဆယ်နှစ်ဆက်ခွန်စစ်စေးဖြစ်တဲ့အချိန်မှာဒီမြောက်သုံးကောင်ကဟိုပန်နဲ့ပန်လုံးကိုဝင်တိုက်တယ်ဝင်တိုက်ပြီးတော့သူတို့ဆရာဝါကိုပေးခဲ့တယ်ဗျသူတို့ဆရာဝါကိုပေးခဲ့တယ်အဲ့တော့ဝါကဒီလာရှိုးကိုလည်းပြန်ပေးမယ်နော်ကိုကန်နဲ့ဝါလာရှိုးကိုလည်းပြန်ပေးမယ်အဲစစ်တုပ်ဘက်တွေလည်းအကုန်ပြန်လွှတ်မယ်ဒါပေမဲ့အဲ့ဒီ ဟိုပန်နဲ့ပန်လုံးကိုဝါကိုအပိုင်ပေးရမယ်အဲ့ဒါလည်းပြဿနာမရှိဘူးဘာဖြစ်လို့လဲအယတားဆိုရခိတုံကဒီဟိုပန်နဲ့ပန်လုံးမှာတမတော်ထိုင်နေဘိုးကဓာတ်ရိုက်အုပ်ချုပ်တယ်အဲ့ဒီဟိုပန်နဲ့ပန်လုံးကဝါနယ်ထဲမှာဝါကိုပိုင်အုပ်ချုပ်ခွေးရတိုင်းထဲမှာပြောမယ်ဆိုဝါအပိုင်ဒါပေမဲ့ကျွန်တော်တို့ဘိုးအစိုးရကနေပြီးတော့အယုံတွေတိဆောက်ပြီးတော့တမတော်သွားထိုင်တာအရင်တည်းက အဲ့တော့ဝါပိုင်နယ်ထဲမှာရှိတဲ့ဟိုပန်နဲ့ပန်လုံးကိုဝါကိုပြန်ပေးလိုက်တာမူရပေးတာနော်မူရပေးတာတရားဝင်မဟုတ်ဘူးဥပဖွဲ့စည်းပုံရမဟုတ်ဘူးမူရပေးထားတာအဲ့တော့အစိုးရအနေတက်မတော်အစိုးရအနေနဲ့ဘာမှဆုံးရှုံးစရာမရှိဘူးဟိုကောက်သူတို့ကိုထာဝရငြိမ်းချမ်းရေးပေးတယ်ဆိုတာလည်းပဲဒါပူတော်ကောင်းသေးတယ်နော်အဲ့တော့ကိုကန်းကဘာတောင်းလဲဆိုလို့ရှိရင် ကိုကန်းနဲ့ဝါပြည်နယ်ကိုထာဝရငြိမ်းချမ်းရေးအာမခံချက်ပေးရမယ်နံပါတ်၁ချက် နံပါတ်2ချက်ဟိုပန်နဲ့ပန်လိုကိုဝါကိုအပိုင်ပေးရမယ်ဒါလည်းပြဿနာမရှိဘူးဒါပေမဲ့နဇာကဘက်ကပြန်တောက်ဆိုတာပါလေမန္တလေးကနေစပြီးတော့တဘုံမန္တမအကုန်ဤဟိုတွေအကုန်လုံးဒီမူဇေရီဆုတ်ကမယ်အဲ့ဒီအချိန်မှာတီယန်နယ်လေးကိုဝါကတာဝန်ယူပေးရမယ်တီယန်နယ်လေးကကြောင်မဲဒီဆုတ်ကမယ်လာရှိုးကို ပြန်ပေးရမယ် လာရှိုးကိုအုပ်ချုပ်ရေးတွေပြန်တည်ဆောက်တဲ့အချိန်မှာပပတ်လယ်မှာရှိတဲ့ PDF တွေစစ်ဖော်ဆောင်ခွင့်မရှိဘူးလာရှိုးကိုဖော်ဆောင်နေတဲ့ဟိုလုံချုံကြီးဦးဇာတီအုပ်ချုပ်ရေးတွေလုပ်နေတဲ့အချိန်မှာ လုံချုံကြီးယူပေးရမယ်ဝါနဲ့ကိုကန်းကအဲနောက်တစ်ခါစစ်တုံးပန်းနေပြန်လှုပ်ပေးရမယ်ကမ္ဘောဘက်ကတောင်းဆိုတာပို့ပို့ကောင်းတယ်ဟိုးစာကျတော့ပေးလို့ရတယ်လေသာဝရညီညာလေးပြောရရတယ်သူတို့ပိုင်တဲ့ပြည်စီသူတို့ပြန်ပေးတာတမရဘက်ကဘာမှမဆုံးရှုံးဘူးဗျာ ကဲဒါဆိုလို့ရှိရင်အောက်ကလာမေးထားတဲ့မေးခွန်းရှင်တယောက်နော်လာရှိုးကိုပြန်ပြီးတော့နတ်ဆာကမယူခင်မှာကိုးကန်းနဲ့နတ်ဆာကအစိုးရနဲ့ဘာတွေ agree လုပ်သွားလဲဆိုတာကိုမေးခွန်းရှင်ကိုဖြေကြားပေးလိုက်ရပါတယ်